ဒီတဲမှာကျွန်တော်တို့ဒီဝါလီနေ့အနာနီမှာထုတ်မှာဆိုတော့ဗောနော်ဒီဝါလီရဲ့ကျွန်တော်တို့အပွဲပွဲတော့ delay တွေလည်းအများကြီးပါတယ်။ဟောအိန္ဒိယလူမျိုးတွေရဲ့အတုံးဆောင်တွေစာတော့ပုံတွေအစအများကြီးထည့်သွင်းတာတော့မသိရင်ကျွန်တော်အိန္ဒိယကကြည့်နေတဲ့အတိုင်းကိုမြင်ရမှာမင်းဗာပြစ်စင်လာလေရောပူနေငါ့ချာမှာဘာလို့လိုင်းနောက်ချလာလဲမင်းလာကြည့်လေဒီဟာလေးကိုကျွန်တော်တေးဥဆောင်ပြီးတော့အာကျွန်တော်ကလည်းအိန္ဒိယတွေပေါ့ဆိုတော့အိန္ဒိယ အာဇလန်းလည်းပိုကြိုက်တယ်ပြီးတော့မြန်မာမြန်မာတိုးဆောင်ပုံစံမျိုးလည်းကျွန်တော်ကြိုက်တော့ဒီလိုမျိုးလေးတွေကနောက်ထပ်ဆက်ပြီးတော့တင်ဆက်မှုလေးတွေရှိမယ်ရိုက်ကူးကွန်းလေးတွေကျွန်တော်ဘက်ကအာရခဲ့မယ်ဆိုတော့เนาะကျွန်တော်ဘက်က ready ပါပဲဗျာဆေးရုံသွားစရာမလိုပါဘူးအပူရင်မျက်နှာလာမလုံးနဲ့အလုံးချိန်မှာဘယ်သွားမလို့လဲနှုတ်ငါမေးတာဖြစ်မှတ်တရားဖြစ်တာဆိုတော့ဟာတာပေါ့เนาะကျွန်တော်မောင်းရတဲ့စကားဘာလဲဆိုတော့ အဖေနဲ့အမေကကျွန်တော်ရဲ့မွေးစားသားမင်းတို့အာကျွန်တော်ကအဖေရဲ့အဖေနဲ့အမေရဲ့မွေးစားသားဆိုကျွန်တော်အဲ့လိုပြောမှာကျွန်တော်ရဲ့အဖေနဲ့အမေရဲ့ကျွန်တော်ရဲ့မွေးစားသားဆိုပြောလာဟာသားလေးတစ်ခုပေါ့နော်အဲဒီဆုံးမဆိုတော့ကျွန်တော်တို့ခရော့ကတ်ချာပေါ့နော်မြန်မာတမန်အာလုံးဝလူတိုင်းစိတ်ဝင်စားစေမဲ့ဇလံမျိုးလေးဆိုတာတော့အမှန်ပါပဲဗျ။ဒါဆိုဒီဇလံမှာကျွန်တော်တို့အာ90ရာခိုင်နှုန်း90ရာခိုင်နှုန်းက ကျွန်တော်မသိနိုင်ငံခြားအိန္ဒိယကကြည်ရတယ်လို့ခန်းစားစီမဲ့မှုတွေအများကြီးပါတော့ဗောနော်တကယ်ဟိုကြည့်ရှုတဲ့မိဘပြည်သူတွေလည်းတကယ်နှစ်သက်မယ်လို့ယုံကြည်ပါတယ်ပြီးဒီဇလန်လေးရတယ်ပညာပေးဇလန်လေးဆိုတော့အာတကယ်ကိုလည်းစိတ်ဝင်စားစရာကောင်းတယ်အာအလုံးကလည်းနှစ်သက်မယ်လို့ကျွန်တော်သဘောကျွန်တော်သဘောလေးနဲ့မြင်မိပါတယ်ဗျာအဒီဇလန်ကိုစပြီးပုံဖော်မိတာဒိုင်တာကိုအကမန်ပေါ့နော်ဒိုင်တာကိုအကမန်နဲ့ကျွန်တော်လည်းစုံတွေ့ပြီးတော့ကိုအကမန်ကျွန်တော်အခုဒီတော့ကိုဒီမိုးလေးပေါ့နော်အဲကျွန်တော်တို့ အာ Indian web ဘာတွေလဲနေရာတစ်ခုထားပြီးတော့ဗောနော်အဲ့လိုမျိုးလေးလုပ်မယ်ဆိုရင်တော့ကောင်းမလို့ဆိုတော့ကိုယ့်အကောင့်မှာလည်းအဲ့လိုစိတ်ကူးနဲ့ account ထဲလေးဖော်ပြတာဗောနော်ဘာပြောကျွန်တော်ဒီလိုမျိုးနေရာတနေရာမှာအဲ့လိုမျိုးရိုက်ကူးကူးရတော့တယ် data ရောအာကျွန်တော်ထုတ်လုပ်သူအားလုံးဗောနော်ကိုရောပင်ကိုယ့်အကောင့်မှာအားလုံးကျေးဇူးတင်တာဗောဗျာအဲ့တော့ data ကိုယ့်အကောင့်မှာတော့ကျွန်တော်ဒီလိုနေရာလေးတနေရာမှာ point တိုးဆောင်ရတယ်ကျွန်တော်တို့ရိုးရ delay ရင်ချင်းမှုလည်းအများကြီးတွေ့ရမှာဆိုတော့စိတ်ဝင်စားစီမှာသိချလာဗောဗျာအဟုတ်တယ်ဗျာအာဒီထဲမှာကျွန်တော်တို့ဒီဝါလီ နေ့အနာနီမှာထုတ်မှာဆိုတော့ဗောနော်ဒီဝါလီရဲ့ကျွန်တော်တို့အပွဲပွဲတော့ delay တွေလည်းအများကြီးပါတယ်ဟောအိန္ဒိယလူမျိုးတွေရဲ့အတုံးဆောင်တွေစာတော့ပုံတွေအစအများကြီးထည့်သွင်းတော့မသိရင်ကျွန်တော်အိန္ဒိယကကြည့်နေတဲ့အတိုင်းကိုမြင်ရမှာဟောဟောအဲ့လိုဗောနော်အားဖြစ်တော့ဗျာဒီဟာလေးကိုကျွန်တော်တရုတ်ဆောင်ပြီးတော့အာကျွန်တော်ကလည်းအိန္ဒိယတွေပေါ့ဆိုအိန္ဒိယအာဇလန်းလည်းပို့ကြိုက်တယ်ပြီးတော့မြန်မာမြန်မာတရုတ်ဆောင်ပုံစံမျိုးလည်းကျွန်တော်ကြိုက်တော့ဒီလိုမျိုးလေးတွေကနောက်ထပ်ဆက်ပြီးတော့တင်ဆက် မှုလေးတွေရှိမယ်ရခုခွင့်လေးတွေကျွန်တော်ဘက်ကအာရခဲ့မယ်ဆိုပါတော့ကျွန်တော်ဘက်က ready ပါပဲဗျာအာအဲ့လိုပေါ့နော်အဓိက writer တို့ထုတ်လို့သူတို့ကကိုယ်ဒီလိုမျိုး character မှာခေါ်မှကိုယ်ရခုခွင့်ရမှာ哦အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးလားတကယ်လို့ရှိခဲ့မယ်ဆိုရင်ကျွန်တော်ဘက်က ready ပဲအာ ရှိတယ်ဗျအမတ်တရားဖြစ်တာဆိုတော့ဟာတာပေါ့နော်ကျွန်တော်မောင်းရတဲ့စကားဘာလဲဆိုတော့ အဖေနဲ့အမေကကျွန်တော်ရဲ့မွေးစားသားမှန်တော့အာကျွန်တော်ကအဖေရဲ့အဖေနဲ့အမေရဲ့မွေးစားသားဆိုကျွန်တော်အဲ့လိုပြောမှာကျွန်တော်ရဲ့အဖေနဲ့အမေရဲ့ကျွန်တော်ရဲ့မွေးစားသားဆိုပြောလဲဟာတာလေးတခုပေါ့နော်အဲ့လိုအမတ်တရားလေးလည်းရှိတယ်ပြီးတော့ကျွန်တော်လည်း daily donation တွေလုပ်နေတော့ပေါ့နော်မအားတဲ့ဂျားတွေကနေပြီးတော့မှအာကျွန်တော်ကရှူတင်နေရှိတယ်ရှူတင်ရိုက်တဲ့အားတဲ့အချိန်လေးကိုပြေးပြီးတော့တဦးရရနှုတ်ရရပြေးပြေးလှူလိုက်တာပေါ့နော်အဲ့လိုမျိုးလေးလည်းဆောက်ကျွန်တော်ရဲ့အမတ်တရားလေးတွေအများကြီးရှိခဲ့တာပေါ့ဗျာဇလန်တွဲဆိုတော့အချိန် အချိန်အများကြီးတွေပေးလိုက်ရတော့အာကျွန်တော်ရတဲ့အချိန်လေးမှာပဲရသလိုလိုက်လှူတယ်ကျွန်တော်ရဲ့ shooting ကိုလည်းကျွန်တော်မလီဟင်းအောင်ပြေးပြီးတော့ကျွန်တော်တရုတ်ဆောင်လာအဲ့လိုမျိုးလေးပေါ့နော်အခိုက်အတန့်လေးတွေအများကြီးပဲတကယ်လည်းကောင်းပါလေဗျာဟုတ်အဲဒီဇလန်းလေးမှာကျွန်တော်ဟိုးအရင်လေးရပါတော့ကျွန်တော်ကိုနေတိုးတိုးနဲ့မဟူရရုပ်ရှင်ဇလန်းမှာကျွန်တော်ပေါ့တရုတ်ဆောင်အမှတ်ကျတော့ Indian dialogue လေးတွေအဲထည့်သုံးလာတာလေးကျွန်တော်ကိုယ်တိုင်လည်းပြောခဲ့တာပေါ့နော်အဲ့လိုရှိတယ်နောက်ပိုင်းမှာလည်းတရုတ်ဇလန်းလေးမှာလည်းကျွန်တော်အဲ Indian အဲပုံစံမျိုးလေးတွေအိန္ဒိယ dialogue လေးရာစနောက်ပိုင်းလေးပေါ်လာတယ်တဖြည်းဖြည်းနဲ့ပေါ့နော်ကျွန်မမြန်နိုင်ငံမှာလည်းအဲ့လိုမျိုးအိန္ဒိယ crock ကချာစိတ်ဝင်စားစရာကောင်းတဲ့ပုံစံမျိုးလေးတွေလည်းမို့လေးတွေအများကြီးတွေ့မြင်လာရတဲ့အတွက်လည်းခုံလဲယူတယ်ဝမ်းလဲဝမ်းသာတယ်ဒီလိုမျိုးဖြစ်အောင်လုပ်ပြီးတော့ဒိုက်တာတွေရော producer တွေရောလည်းကျွန်တော်ကျေးဇူးတင်တယ်ဟုတ်အဲနောက်ထပ်လောဆယ်ပေါ့နော် ျွန်တော်က brighter ဥစားပေးနေဆို brighter နဲ့တောက်လျှောက်သွားနေတော့အာကျွန်တော်ကန်လန်းလာတော့မရှိသေးဘူးပေါ့နော်ကြော်ညာလေးတော့ကျွန်တော်ရိုက်ဖို့ရှိပါသေးတယ်အဲ့ဒါလည်းဟိုကျွန်တော်အခုနည်းနည်းရှုံနေတော့ကြော်ညာလေးတွေဆိုင်းကန်လာတယ်ဆိုအဝါတစ်ခါကျရင်ကြော်ညာကြော်ညာလေးအများကြီးလုပ်ဖို့ရှိတယ်အဲ့ကြော်ညာလေးရိုက်မယ်ပြောရင်အဲ့လိုမျိုးပေါ့နော်ဟိုကျွန်တော်ပေါဝင်တရုပ်ဆောင်အောင်မဲ့ဇလန်းမျိုးပေါ့နော်ကျွန်တော်နေရာတနေရာရခဲ့မှနေရာတနေရာကျွန်တော်အတွက်ရမှာပေါ့နော်ကျွန်တော်တရုပ်ဆောင်မယ်အဲ့လိုမျိုးလေးရှိခဲ့မယ်ဆိုရင်ကျွန်တော်ဘက်က ready ပေါ့ဗျာဟုတ်ဒီဇလန်းကလည်း brighter ဇလန်းဆိုတော့ အော်ကျွန်တော်ကလည်း pride လုံးနေတော့အဲဒိုက်တာတော့ကွာကမှန်တော့အဲ့လိုမျိုးပြောတာတော့မရှိဘူးဒါပေမဲ့ဗာလဲဆိုတော့ pride ပုံစံမျိုးတွေပြပြီးတော့ဇလန်းလေးကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်အာပြီးတော့ဒီဇလန်းလေးကိုကြည့်ပြီးဆိုရင်လည်းကြည့်တဲ့လူတွေရရှင်ထဲမှာတခုခုကြံခဲ့မယ်ဆိုတော့ကျွန်တော်ယုံကြည်တာပေါ့နော်ဟုတ်ဟုတ်ဟုတ်ကဲ့အဲကျွန်တော်ဟိုးအရင်တည်းက pride ဆလုပ်တဲ့ကဇလန်းရိုက်ရိုက်တဲ့ကပေါ့နော်စပြီးအားပေးနေတဲ့ပရိသတ်တွေရောကျွန်တော်ကိုကုညီလူတိုင်းပေးနေတဲ့အလို့ရှင်တွေရော အကူအညီတောင်းတဲ့ဝေဒနာရှင်ခဲဖေးမိဘပြည်သူများပေါ့နော်အားလုံးကျွန်တော်စကားလက်ဆောင်လေးပါတယ်လဲဆိုတော့အာလူတိုင်းကျမ်းမာရေးကြီးဆိုင်ပါကျမ်းမာမှဘာပဲလို့လို့အဆင်ပြေပါအဲ့တော့အားလုံးပဲကျမ်းမာကြပါစေလို့ပဲကျွန်တော်ဒီနေရာနဲ့ဆုတောင်းပေးကြပါတယ်အားလုံးကျေးဇူးတင်ပါတယ်